ဒန်းတို့တွေ့လင်မေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်တယ်ပြိုင်မီအစာမေတ္တာပွားစိတ်ထားပြုပြင်ပြောင်းမှမယ်အဲစိတ်ထားပြုပြင်ပြောင်းမှမယ်ဆိုတဲ့စကားလေးကကိုယ့်ကိုအဋိဌာန်လိုက်ရလဲရောက်သွားတော့နော်အစိတ်ကလေးကတော့ငါပြင်မယ်စိတ်ကိုပြင်လိုက်ရတာဘယ်ရာကိုပြင်ရတာနဲ့မှမတူဘူးအကြီးမားဆုံးသောပြင်ဆင်ခြင်းလို့လည်းဆိုနိုင်တယ်အကြီးမားဆုံးသောအကျိုးရလဒ်ရှိဖို့အတွက်ကြိုးပမ်းအထောက်အကူလည်းရောက်တယ်ပေါ့နော် တန်းတူတွေ့လေမေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်တယ်တဲ့ကိုနဲ့အစသာရာကိုစိတ်ထဲမှာနော်အဆင့်တူလောက်ပဲလို့ထင်ရင်စိတ်ကမတိမတာမေတ္တာတာမဥလိုက်ဘူးဆိုရင်ပြိုင်ဆိုင်မှုစိတ်ကအရင်ဝင်လာမာနပေါ့နော် तू ကဘာငါဘာဆိုတာအဲ့ဒီပြိုင်ဆိုင်မဲ့အစာမာနရဲ့နေရာမှာမာနမဝင်မဲနဲ့မေတ္တာလေးမြန်ဝင်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးပြင်လဲရရောက်သွားတယ်ပေါ့နော်တမျိုးရသွားနေတဲ့အနေထားကနေပြီးတော့ကိုကဖောက်ထွက်လိုက်တာပေါ့ဟုတ်လား တန်းတူတွေးလို့ရှိရင်မပြိုင်ဘူးပြိုင်မဲ့အစားဘာပဲပွားလိုက်မလို့မေတ္တာပဲပွားလိုက်မယ်မေတ္တာပဲထားလိုက်မယ်တဲ့တန်းတူကိုသူကမေတ္တာထားဖို့သင်တာပေါ့နောက်ကိုအောက်တွေးလျင်ကရုဏာဝင်မဝင်နိုင်က နိုင်တတ်တယ်နိုင်မဲ့အစားကရုဏာပွားစိတ်ထားပြုပြင်ပြောင်းပါမယ်ဩကိုအောက်တွေးတယ်လို့စသရရာကိုထက်နှိမ့်ကြတယ်လို့ဘောနော်အတိညာဒါလည်းမြင်တတ်ဖို့လိုတယ်နော်စီးပွားရေးလူမှုရေးကျန်းမာရေးလောက်တင်ကိုအောက်နှိမ့်တာကိုမြင်တတ်လို့မရဘူး အသိဉာဏ်နေရင်လည်းပဲတဏှာကျင်တဲ့စိတ်ထားရမယ်ဘုံတို့ကများသောအားဖြင့်ကျန်တာတွေနေကြနေရင်တော့တဏှာတက်ဖို့လွယ်တယ်အသိဉာဏ်နေကြရင်တော့သိမတဏှာရင်ဘူးအမြန်ကတ်သွားတာเนาะစိတ်တက်ကြီးကလည်းပုတ်လိုက်တာအမှန်အသိဉာဏ်နေတာပဲလေနော်အသိဉာဏ်မမှီကြတဲ့လူတွေကြတော့ဘုံတို့ကဘာလို့ချင်တော့မုံချင်တာပေါ့နော်ဆက်ဆုပ်တယ်ယွန်ရှာတယ်အဲ့ဒီအဲ့ဒီအဲ့ဒီရှူတော့ကနေချင်းကတ်တယ်အဲ့ဒါမကောင်းဘူးနော် ဲ့ဒါကိုလည်းပါတော့ကိုယ်တည်းနှိမ်ကြတဲ့လူလို့သဘောထားပြီးတော့ဘာလို့ရမလဲတော့ကရုဏာပွားရမယ်။အော်ဒါဆိုရင် तू မကောင်းတဲ့စိတ်တွေမွေးနေတယ်။အသိဉာဏ်တွေလည်းနှဲလိုက်တာ။ဘာဖြစ်တော့မလဲတော့ဒုက္ခရောက်တော့မှလေ။ဒုက္ခရောက်တော့မှမမြင်လို့ရှိရင်တော့တနာမှာပေါ့စိတ်ကဟုတ်လား။မြင်ကြည့်ပေါ့။အသိဉာဏ်နှဲတာလောက်တင်ရက်မနေဘဲနဲ့ဒီလူနဲ့အသိဉာဏ်နှဲလိုက်တာဆိုဒီနားရင်ရက်မနေဘဲနဲ့ပဲထိသွားမှာတော့အော်ဆင်းရဲတော့မှပဲထိသွားဖို့လိုတာပေါ့နော်။အဲ့ဒါဆိုရင်ဘုန်းဘုန်းတို့ကရုဏာပွားဖို့လမ်းပွင့်သွားတာပေါ့ဟုတ်လား။ အဲ့ဒါကိုပြောတာကိုအောက်တွေ့ရင်ကရုဏာဝင်မဝင်နိုင်ကနိုင်တတ်တယ်နိုင်မြေစာကရုဏာပွားစိတ်ထားပြုပြင်ပြောင်းမပေးတယ်ကိုထက်တာလင်မုရိတာဝင်မဝင်အိတ်တာရိုင်တတ်တယ်ရိုင်မြေစာမုရိတာပွားစိတ်ထားပြုပြင် ပြောင်းမပေးတယ်ကိုထက်တာလေလို့ကိုထင်ရတဲ့လူတွေလည်းကိုတွေ့မှာပဲလေအဲကိုထက်တာတဲ့လူတွေ့ရင် များသောအားဖြင့်ပုထုတင်တဘာဝမနာလိုတဲ့စိတ်ကအရင်ဝင်လာတတ်တယ်ဒီဘူအားဖြင့်တော့ဒီတိုင်းသွားတာပဲเนาะ အဲ့ဒါကိုအိတ်တမစ္စိယသဘောမျိုးမရောက်စေဘဲနဲ့ဘာလို့ ਆ မလို့မုရိတာဝမ်းမြောက်နိုင်တဲ့စိတ်ဝမ်းသာနိုင်တဲ့စိတ်ရရှိထားတဲ့အစဉ်ပြေမှုတွေဆုံးရှုံးမသွားပါစေနဲ့လို့ဟုတ်လားသူများအစဉ်ပြေတာကိုရှိသေးရဝမ်းသာနိုင်တာဒါတော်တော်မလွယ်တဲ့ကိစ္စနော်ဒီဥစ္စာလေ့ကျင့်မှရမယ်ဟုတ်လားအဲ့တော့ဒီမှာဆရာတော်ကြီးပြောထားတာလေးကတော့ဒန်းတူရဲ့အောက်ရဲ့အထက်ရဲ့ဘုရားမှာဒါပဲတွေ့မှာပဲလေဒန်းတူရှင်ရင်ဖြစ်မယ်ကိုအောက်ကြရင်ကြမယ်ကိုထက်တာရင်တာမယ်ပေါ့နော် တန်တူတူရင်ဘုံဘုံတို့ကမာနနဲ့ဆက်ဆံမိတတ်တယ်။ကိုယ့်အောက်တွေ့လို့ရှိရင်အနိုင်ယူမှုနဲ့ဆက်ဆံတတ်တယ်။နောက်ကိုယ်ဟိုကိုယ့်ထက်သာလို့ရှိရင်တော့မနာလိုမှုနဲ့ဆက်ဆံတတ်တယ်ပေါ့နော်။အဲ့တော့ကိုယ်နဲ့တန်တူဆိုရင် မေတ္တာနဲ့ဆက်ဆံမိဖို့နောက်ကိုယ့်အောက်ဆိုလို့ရှိရင်ကရုဏာနဲ့ဆက်ဆံမိဖို့နောက်ကိုယ့်ထက်သာတယ်ဆိုလို့ရှိရင်တော့မုရိတာနဲ့ဆက်ဆံမိဖို့အဲ့ဒါငငယ်ရဘုံဘုံကဒီကြပြလေးကိုငယ်တဲ့အစားရတယ်။အဲ့ဒါဥပိ္ပခာနေရာမှာဘာရေးတာဘာဘာရဘူးတော့ဆိုတော့ တပ်ပေတတ္တတတ္တဝါကံတာမူလပိုင်ကြတယ်ပိုင်သည့်အရေးစိတ်မှတွေးအေးအေးမြမြနေပါမယ်အဲ့ဒီအပိုင်လေးကိုဘုမောင်ရထားတယ်အခုစားတဲ့ရှားကြည့်တဲ့အခါကျအဲ့ဒီအပိုင်ကမပါဘူးဒါဟိုဥစဉ်လေးတွေပါရှားခိုင်းကြည့်တယ်အဲ့ဒီအပိုင်ကစလို့ကြီးရပဲမရေးခဲ့လို့ငါပဲဘယ်ဟာတွေရထားလဲမသိဘူးသူရှားကြည့်သန်းဆိုရှားသူတို့လည်းမတွေ့ဘူးတဲ့အဲ့ဒါဒီပြင်လေးရှောက်ထည့်ထားရတာတွေလည်းတွေ့တယ် ်ဒီဆရာတော်ကြီးရဲ့လက်ရာကိုပဲတခါလေးပြင်ဆရာတော်ကြီးရဲ့တပားရဲ့လက်ရာလို့ထင်တဲ့လူကလည်းရေးတဲ့လူကလည်းရေးတယ်ဟုတ်လားအဲ့တော့ဒီဘုံဘုံရထားတဲ့ဟာလေးကလည်းပဲဆရာတော်ကြီးရဲ့လက်ရာဖြစ်မယ်လို့ထင်တယ်ဘုံဆိုတော့နော်နောင်လူတွေအမှတ်အသားလွဲပြီးတော့အဲ့ဒါကိုမေ့နေပုံရတယ်ဟိုတခြင်းဆိုထားတဲ့တခြင်းလေးလည်းတော်တော်ကောင်းတဲ့ဓာတ်လေးကိုအဲ့ဒါကလည်းဒီဥပိ္ပခာအကြောင်းမပါမှန်ဆိုလို့ရှိရင်မေတ္တာကရုဏာမုရိဒာသုံးပါးရေးပြီးတော့စတော်ကြီးကဥပိ္ပခာကိုတော့ခြံသားခဲ့မယ်လို့မထင်ဘူးပေါ့နော် တကယ်လို့ကြံနေရတဲ့ခြံခြံမိခဲ့တယ်ဆိုရင်လည်းပဲဖုံဖုံရထားတာလေရနော်တကယ်အမျော်မြင်ရှိတဲ့အလွန်တော်တဲ့ဆရာတော်ကြီးတစ်ပါးရေးထားတာထပ်ပြီးတော့ဖြည့်တာလေဖြစ်ချင်းဖြစ်မယ်ပေါ့အဲ့ဒါဥပိ္ပခာနဲ့ပတ်သက်ပြီးတော့ဖုံဖုံရထားတယ်နော်တပ်ပေတတ္တာတတ္တဝါကံတာမူလပိုင်ကြတယ်ပိုင်သည့်အရေးစိတ်မှတွေ့အေးအေးမြမြနေပါမယ်ဟုတ်တယ်ဖုံဖုံတို့ရဲ့ဝန်းကျင်မှာဒီတတ္တဝါတွေနဲ့ပတ်သက်ပြီးတော့သူသဖြင့်ချစ်တဲ့လူမုန်းတဲ့လူဟုတ်လား အမျိုးမျိုးအဆင်ပြေတဲ့လူအဆင်မပြေတဲ့လူတွေ့လာတဲ့အခါမှာဘုဘုံတို့ရဲ့စိတ်တရားငြိမ်ငြိမ်မသွားဘူးပေါ့နော်အဆင်ပြေရင်လည်းပဲဒီအဆင်ပြေတဲ့လူကကိုချစ်တဲ့လူလားမုန်းတဲ့လူလားချစ်တဲ့လူအဆင်ပြေရင်ကျင့်တယ်ပေါ့နော်မုန်းတဲ့လူအဆင်ပြေရင်တိတ်မကျင့်တဲ့ခြင်းဘူးပေါ့ဟုတ်လားပဲလိုက်မှုနဲ့သွားတာပေါ့နော်အဆင်မပြေဘူးဆိုရင်လည်းချစ်တဲ့လူအဆင်မပြေဘူးဆိုရင်တော့စိုးရိမ်နေပေါ့နော်မုန်းတဲ့လူအဆင်မပြေဘူးဆိုတော့လည်းဝမ်းသာနေပြန်ရောပေါ့ဟုတ်လားစိတ်တရားအဲ့လိုတွေပြောင်းပြက်ခတ်ပြီးတော့သွားတာအဲ့လိုမျိုး ကိုဝန်းကျင်မှာရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာမလိုလားအပ်တဲ့เนาะအစွန်းရောက်မှုတွေမဖြစ်ရအောင်ဥပိ္ခာတရားထားနိုင်ရမယ်ပေါ့ဥပိ္ခာဘလို့ထားမှာတော့သဗ္ဗေတ္တတတ္တဝါကံတာမူလပိုင်ကြတယ်။ဩအစဉ်ပြေတာပဲဖြစ်ပြေတာပဲဖြစ်ဖြစ်ကိုချစ်တဲ့လူပဲဖြစ်မုန်းတဲ့လူပဲဘသူပဲဖြစ်ဖြစ်သူတို့တွေးကြုံနေရတာသူတို့မှဖြစ်နေတာသူတို့ရနေတာအကုန်လုံးဟာသူတို့နဲ့ထိုက်တန်တာတတိယဖြစ်သူတို့လှုပ်ထားတဲ့ အလုံးနဲ့တန်တဲ့အကျိုးရလက်ကိုသူတို့ရထားကြတာဘာမှမကျင်တတ်စရာလည်းမရှိဘူးစိတ်ထဲမှာဘာမှဖြစ်စရာကိုမလိုဘူးဒါသူ့သူသူသူထိုက်တန်တာသူရထားကြတာပေါ့နော်အဲ့ဒါကိုဘုန်းဘုန်းတို့မြင်ပဲဆိုလို့ရှိရင်စိတ်ထဲမှာပူလောင်စရာအကြောင်း မရှိဘူးဟုတ်လားတပ်ပေတတ္တတတ္တဝကံတာမူလပိုင်ကြတယ်ပိုင်သည့်အရေးစိတ်မှတွေးအေးအေးမြတ်မြတ်နေပါမယ် ူများအဆင်ပြေလို့လည်းကိုယ်စိတ်ထဲမလောင်ဘူးသူများအဆင်မပြေလို့လည်းကိုယ်စိတ်ထဲမှာမလောင်ဘူးကိုဘုံဘုံတော့ချစ်ချင်းမုံချင်းမကင်ဘူးလေချစ်ချင်းအစွန်းမုံချင်းအစွန်းကိုအမြဲတမ်းနဲနေတာအလေလက်ဥပိ္ပခါမှာမရက်ဘူးမနေဘူးမနေတဲ့အခါကျတော့ချစ်ချင်းမုံချင်းမကင်တဲ့စိတ်ကိုအခြေခံပြီးတော့သူတစ်ပါးရဲ့အဆင်မပြေခြင်းအဆင်ပြေခြင်းကဘုံဘုံတို့ကိုလောဘဒေါသတွေအများကြီးဖြစ်စေတယ်ဟုတ်လား ခုနကတော့ပြောခဲ့ပြီလေအစဉ်ပြေတာချင်းအတူတူမုန်းတဲ့လူအစဉ်ပြေတော့ကိုယ်ခံစားရတာတမျိုးချစ်တဲ့လူအစဉ်ပြေတော့ခံစားရတာတမျိုးဘယ်ဟာမှဟိုဥပိ္ပခမဝင်နိုင်ဘူးဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်စိတ်ထဲမှာမအေးဘူးပေါ့ပူတယ်လောင်တယ်ပေါ့ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဥပိ္ပခနဲ့အေးချမ်းအောင် လုပ်ရမယ်မေတ္တာကရုဏာမုဒိတာတဲ့အစဉ်မြင့်နဲ့ဥပိ္ပခဟုတ်လားဒါမင်္ဂလာကြီးတွေကိုပြောနေတာနော်မင်္ဂလာတရားတွေမင်္ဂလာတရားတွေဟုတ်လားနော်ကောင်းတယ်နော် တဗ္ဗေတတ္တတတ္တဝကန္တာမူလပိုင်ကြတယ်ပိုင်ဒီအရေးစိတ်မှတွေ့အေးအေးမြမြနေပါမယ်နေကုန်းချုပ်လေးဆိုရပါရေးထားတော့ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပြင်စင်တိုင်းရပြူတိုင်းလှဒုက္ခနိဗ္ဗာန်တိုင်လိမ့်မယ်တဲ့ရုပ်ကိုလည်းပြင်ဆိုတာတော့ပြင်ကြတာပဲဒါလည်းပဲပတ်မှန်ရှင်ချင်းနေဖို့တော့လူသေးတာဆိုတော့တိုက်တာတစ်ခုထိတော့ပြင်ရမှာပေါ့ဟုတ်လားသို့တော့လုံလုံငယ်ငယ်ကြီးဆိုလို့ရှိရင်တော့ကိုတို့ကကိုရှာရောက်တယ်လို့ထင်ပါတယ်နော် ဒီရုပ်ပြင်တဲ့ကိစ္စဒါသိလူတွေကများသူကရုပ်ကိုပြင်တာနဲ့ပဲအများစုကလမ်းဆုံးတယ်ဟုတ်လားပါဘူးပြင်ဖို့ဆက်ပြီးတော့ဘုံတို့ကြိုးပမ်းရအောင်မှာတော့စိတ်ကိုပြင်ဆင်ဖို့ကြိုးပမ်းရအောင်မယ်ဟုတ်လားအဲ့ဒါစိတ်ကိုပြင်ဖို့အတွက်ဒီမှာဆရာကြီးကနေတဲ့နေဝင်ကိုယ်ကုန်ရှင်နေစဉ်ရှိခိုးမယ်မြတ်စွာဘုရားကုံတော်ပွားမယ်ပေါ့နော်အနန္တကကုံတော်မြတ်ညွတ်တော်ကြတော့မယ်အမလီကောင်းလိုက်တယ်နော်နောက်ပြီးတော့ဗာနဲ့ပြောတာတော့ပြမဝိဟာရတရား၄ပါးကိုပြောထားတာဟုတ်လား တန်တူရဲ့ကိုယ်ထက်နှိမ့်ကြတာရဲ့ကိုယ်ထက်သာတာရဲ့ဥပိ္ပခာကြတော့သာသည်ဖြစ်စေနှိမ့်ကြသည်ဖြစ်ဘလိုလိုပဲဖြစ်နေတယ်အားလုံးရဲ့ပုံမှာဥပိ္ပခာသာထားနိုင်လို့ရှိရင်မငြိမ်းချမ်းစရာဘာမှမရှိကိုဘုံတော်ကဥပိ္ပခာအားနေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ချစ်ချင်းမုန်းကြီးနေရလဲပဲဓက္ခံအနေနဲ့ဒီထဲမှာကိန်းနေတဲ့အတွက်ကြောင့်နော်တဘာတော်သူရဲ့အဆင်ပြေခြင်းမပြေခြင်းနေရကိုယ့်ကိုလာပြီးတော့လောင်မြိုက်နေဟုတ်လားစဉ်းစားကြည့်နော်ဒီဥစ္စာဟုတ်လား အဲ့ဒါဒါပါလေဆိုတော့မြင်မာတဲ့မင်္ဂလာဖြစ်ဖို့အတွက်ဗြမရှိရမင်္ဂလာကိုကျင့်သုံးတာပေါ့ဟုတ်လားပထမပါလေမေထုံရှောင်ကျင်ခြင်းဗြမရှိရခုဒုတိယပါတော့မေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ဗြမဝိဟာရတရား၄ပါးကျင့်သုံးခြင်းဗြမရှိရဟုတ်လားအင်းဗြမရှိရမင်္ဂလာနောက်ဆုံးပြောခြင်းတဲ့ဗြမရှိရပါတော့အရိယမဂ်ရှင်ပါဆိုတဲ့ဗြမရှိရ